စက်ဆော်ကာရီဆိုလိုက်ဒီလိုမျိုးဖိနှိပ်မှုတွေကရှိကြတယ်ရှိကြတော့အဲ့တော့သူတို့ကဘွန်တုံသုံးပါလို့အဲ့တွေဘယ်လောက်ပြောပြောအဲ့တွေကမသုံးဘူးဆိုတော့ဘာလို့လဲနော်ဘာမှလုံးလုံးမရတယ်ပြန်ခုနလိုပဲညင်းဆန်လို့လည်းမရဘူးအခုနေအရတကယ်လို့အဲ့မှာအကျန်းဖတ်ပြီးတော့အတင်းအားထားမှလုပ်သွားတယ်သူတို့ဒီတိုင်းပဲရည်နေရတာပဲနော်ဆိုတော့ဘာလို့တိုင်းလို့တန်းလို့မရတိုင်းလိုက်တာလည်းရဲရပါခုနလိုလာပြီးတော့ဟိုကောက်ွယ်ပြီးတော့ဟိုနောက်တစ်ချိန်ပြန်ခံအင်းအဲ့ဆိုတော့ပူဆိုးဘူးပဲရှိတယ်နောက်ပြီးတော့ဆက်ဆော့ကမို့လို့ဆိုတဲ့အနေမျို ါလေရှိကြတယ်ပေါ့နော်ရှိကြတော့အဲတန်တရားလဲနေရပေါ့နော်တန်တရားလဲဆိုတော့ကျွန်တော်တို့ဒီခုန access for တို့အဲခုန LGBT တို့ဆိုရင်ကျွန်တော်တို့ society ကဖယ်ကျင်ထားတယ်နော်ဘေးကိုတွန်းပို့ထားကျွန်မတို့ generalized population လို့ပြောကြတာ။ဖြစ်တင်လာတော့သူတို့ကနေသူတို့ကိုယ်တိုင်လည်းခုနလိုလိုလိုအပ်သူတို့ရဲ့ခွင့်ရည်ချူပေါက်ခံရတယ်။သူတို့ကိုယ်တိုင်လည်းအဲဒီဒီယောဂပိုးတွေကူဆက်ခံရတယ်။အဲသူတို့ကနေတစ်ဆင့်ခုနပြောသလိုပဲဒီဘက်ကလူမှုဖယ်ကျင်ထားပါတယ်ဆိုလူမှုတိုင်းဝိုင်းစီကိုလည်း ပြန်ရောက်လာတယ်ပေါ့နော်။ဒါကြောင့်မို့လို့ discrimination နဲ့ပတ်သက်ရင်ကျွန်တော်အဲ့လိုလေးညင်းစေချင်တယ်။မတို့ဖယ်ချန်လိုက်တာဖယ်ချန်လိုက်တဲ့လူမှုအတိုင်းဝိုင်းကိုပဲအဲပြဿနာပေးတာပေါ့။အဲ့ကနေမှတစ်ဆင့်ဒီဘက်လူမှုအတိုင်းဝိုင်းကိုလည်းပြန်ပြီးတော့မှပြဿနာပေးလာတယ်ပေါ့နော်။ဆိုတော့အဲ့လိုလေးညင်ဖို့လိုရတယ်။ဒါကြောင့်မို့လို့အဲ့ HIV တို့ဘာလို့ပြောပြီးဆိုရင် Gorilla Patriarchy တို့ Sex Prostitution နဲ့ပတ်သက်တဲ့ကိစ္စတို့ခုနလို LGBT တွေကိုဖိနှိပ်တဲ့ကိစ္စတို့အထက်မပြောလို့မရဘူးနော်။ဒါတွေကဘုံကချိတ်ဆက်နေတဲ့သူတို့ရှိတယ်။